ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ညီပါဘူးကျွန်တော်တို့ဆိုင်မှာရောင်းတဲ့ဝတ္တအကြီးချက်လေးကျွန်တော်ဆက်ကြွပြသွားပါမယ်ကျွန်တော်တို့ဆိုင်မှာရောင်းတဲ့ဝတ္တကတော့အကြီးဝတ္တရဲ့ဝတ္တပြားဟိုတကားတော့ကျွန်တော်ဆက်တာဆက်ပြပြီးတော့ဖြစ်ပါတယ်အဲ့ဒါတော့ရှားဆောင်ဖြစ်ပါတယ်ရှားဆောင်ကတော့ဝတ္တအကြီးမဟုတ်ဘူးကတော့အတုံးလိုက်ဘူးတော့အခုကတော့နေပြီးတော့ဒီအဲ့ဒါလေးဆရာဝါပြီးမထေတာဝတ္တအကြီးရဲ့ဝတ္တအပြားပြားရဲ့မျိုးမျိုးထေတာဘုရားဝတ္တအခုကတော့အကြီးဖြစ်ပါတယ်ဒါတော့ဆရာဝါပြီးမဖြစ်ပါတယ်ဆရာဝါပြီးတက်သေးလေးပါတော့အဲ့မထေမှာဖြစ်ပါတယ် ဲ့တော့ကျွန်တော်ချက်တက်ဖြူရောအရင်ဆုံး50ချိန်လိုက်တယ်ချိန်ပြီးလို့ရှိရင်ကျွန်တော်တို့ကဟောလုံးလုံးစင်ရတယ်ပေါ့နော်လှီးပြီးလို့ရှိရင်လုံးလုံးစင်တယ်လုံးလုံးစင်တဲ့ခါနေပြီးတော့အတုံးသေးလေးတွေကမကျွန်တော်မလို့ရှင်တဲ့အတွက်အကောင်းဆုံးကြေတော့အောင်ကျွန်တော်တို့ကလုံးလုံးစင်နေရတယ်အဲ့ဒါမှနေပြီးတော့ချက်တက်ခါနေပြီးတော့ကြည့်လို့ကောင်းတယ်အားတယ်ပေါ့နော်ဟိုကကျွန်တော်ကနေပြီးတော့ဒါကကြတော့1ကီလိုတော့ချက်မှာမဟုတ်ဘူးဆိုတော့2ကီလိုတော့ဆိုတော့ဟိုတန်းဒီကချက်တာနည်းနည်းများတယ်ပေါ့နော် ဟိုပြီးလို့ရှိရင်ကျွန်တော်တို့ကပေးငံပြရဲ့အခြေ50 50နှစ်ခွက်ထဲမှာဒါတော့ပေးငံပြမဟုတ်ဘူးတော်တော်စီတက်ပါလေမယိုမယိုထည့်တာဘောတော့မယိုနှစ်ခွက်ထဲမှာပေးငံပြနှစ်ခွက်ထဲမှာ2ကီလိုဆိုတော့လေ2ကီလိုတစ်ခွက်ပေါ့တက်တစ်ကီလိုအဲတစ်ခွက်မှာ50တွေထည့်တယ်ဂရမ်50ပေါ့နော်အမကျွန်တော်နှစ်ခွက်နှစ်ခွက်စီခြေပြီးလို့ရှိရင်ကျွန်တော်တို့ကအိုးဘူပြီးရောစစ်တက်ပေါ်သွားမယ် ဒါလည်းမရောဘောနော်နှစ်ခွက်ပဲထည့်တယ်နော်ဘာသာ2ကီလိုလေး2ကီလိုဆိုလို့ရှိရင်2ခွက်ပဲထည့်ရတယ်ဘောနော်အမှအကောင်လုံးပြီးပြီး6ခွက်စီထားပြီးပြီကျွန်တော်ကအဲပြီးလို့ရှိရင်ကျွန်တော်အိုးကိုစီပူပေးထားမယ်အိုးကပူပေးလိုက်မယ်ပြီးလို့ရှိရင်အဲဒီခုနကလောက်ထားတဲ့မရောယူလိုက်မယ်အမ်မရောကိုအရင်အပူပေးလိုက်တယ်ဘောနော်ဘဝတီပဲလှိမ့်ပေးလိုက်မယ် အမ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်ကစက်တဘူထိလိုက်မယ်။နည်းနည်းမှွေပေးလိုက်ပါတော့။မင်းနေကတော့2မိနစ်ထားလိုက်ပေါ့။ညမင်းပြရမှာမီးကိုကျွန်တော်900အုပ်ပဲထားမယ်နော်900ပဲထားမယ်။ဟိုကတော့ကျွန်တော်မီးပိတ်ထားစီပူလည်းများတယ်ဆိုတော့မောင်းရင်တူတော့မှကြောက်လို့ကျွန်တော်ကအဲ့မှာပြီးလို့ရှိရင်ကျွန်တော်တို့က9မိနစ်900 900ပဲထားတယ်ဆိုတော့ဝါတာကိုထည့်လိုက် တော့ဝတ်သားကိုထည့်ပြီးပြီဆိုလို့ရှိရင်အဲဒီဝတ်သားအချီကိုထည့်ပြီးထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမှွေလို့ရတယ်ပေါ့နော်အဲ့လိုမီးလို့တင်လို့ရပြီပေါ့နော်900နဲ့ထားနေကြမလို့တော့ဘူးတင်ချင်ရင်တင်လို့ရပြီတိုက်တော့တင်တော့အာအရှင်ကတော့မင်းနဲ့စိတ်ပေးလိုက်တယ်အဲ့လိုမျိုးပေါ့အဲမီးတင်လိုက်ရတဲ့အဲ့လိုမျိုးကျွန်တော်တို့ကနောက်မွေးရမှာပေါ့နော်အဲဒီကောင်ကဖြူဖွဲ့ဖွဲ့ဖြစ်တော့တဲ့အထိကျွန်တော်တို့ကမွေးရမှာ Ủa ừ, chúng em không đều hút đoạn như người đâu mà Quả tạ xanh thay mà Đây là một bóng nào mới làm này နာတော့ငွေသားတော့နည်းနည်းပါးပါးကြာတယ်ပေါ့နော်ဘာလို့လဲဆိုတော့ तू ကနည်းနည်းလေးအကောင်လုံးနှမ်းချောက်မွေပြီးမှပဲ तू ကထည့်ရတာအဆင်ပြေလေးအခုကကြာတော့ဒီလိုနည်းနည်းပါးပါးလောက်လိုက်လောက်လောက်အဆင်မပြေဘူးပေါ့နော်နည်းနည်းလေးနှမ်းချောက်မွေမွေပြီးလို့ရှိရင်အဲ့ဒီကောင်တွေဖြူပြီးတော့အယောင်တွေပြောင်းလာလိမ့်မယ်ဒါဆိုလို့ရှိရင် तू တို့ကဒီနောက်ထပ်တစ်မျိုးထည့်ဖို့အတွက်အဆင်ပြေပေါ့နော်အခုကတော့မပြေသေးဘူးအခုလိုမျိုးကျွန်တော်တို့ကနေပြီးတော့ဒါ ုလောက်တဲ့ဆိုင်တွေမှာနေပြီးတော့ဒီလိုမျိုးပစ္စည်းတွေတူနေခဲ့လို့ရှိရင်ဒါမျိုးတွေကကကြီးပြီးတော့လုရရတယ်လွယ်ကူတယ်ပေါ့နော်တိမ်မခတ်ပါဘူးရက်လွယ်ပါတယ်ဒါတွေကအော်ကိုတော့ရသွားပြီပေါ့နော်အဲ့လိုမျိုးဖြူဖွဲဖြစ်သွားပြီဆိုရင်အချီပင်းငံပြအချီသေးမယ်မျိုးရှိရင်ပေါက်တာမှုတထုတ်သေးမယ်လို့စက်ထားတာပေါ့နော်စက်ထားတဲ့ပေါက်တာမှုတထုတ်သေးမယ် ငားရပြီလို့ရှိရင်ချက်ပြီးတော့နှောင့်မှွေမယ်ဘလုံးမှွေမယ်ပေါ့နော်နှောင့်မှွေပေးလိုက်မယ်အဲ့လိုမျိုးလို့နှောင့်မှွေပေးလိုက်ပေါ့နော်ဘဝတွေဘဝတွေမှွေကုန်လို့မှွေပေါ့မလဲမိနေတင်ပေးလိုက်လို့ရတယ်ပေါ့နော်တကယ်တော့ဒါဒါပြီလို့ရှိရင်ပြီပေါ့နော်တကယ်ဒီလိုမျိုး ဟုတ်ဟာတဲ့တကယ်ကိုတယောက်နဲ့တယောက်မျှဝေပြီးကိုတင့်တယ်ပေါ့နော်ကျွန်တော်အဲဒါကြောင့်ကျွန်တော်လိုအပ်တဲ့လူတွေအတွက်ကျွန်တော်မျှဝေပေးလိုက်တာဖြစ်ပါတယ်အဲလှချတာလူတွေနေပြီးတော့ဘုံဘမသိလှုပ်ရှားမလို့ဘယ်လိုမျိုးဒီလိုမျိုးဒီပဲလေးဘုံပဲလေးဆိုရင်အဲဒါလည်းအဆင်ပြေပြီပေါ့နော်အခုဆိုလို့ရှိရင် ပြီးသွားပြီပေါ့နော်ရပြီစီတွေထွက်လာပြီရပြီအရင်ကြီးလည်းအဆင်ပြေသွားပြီအဲဒါဆိုလို့ရှိရင်ခွက်ထဲမှာလှက်လိုက်မယ် ကျွန်တော်အခုက1ကီလိုပဲကျွန်တော်ရှင်းပြတာ1ကီလိုကျွန်တော်နောက်တော့1ကီလိုထပ်ရှင်းရအောင်မယ်ကဲခုတော့ပြီးသွားပြီပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်လိုက်ရင် subscribe လုပ်ထပ်ပေးကြပါလို့ကျွန်တော်